Honda က Kawasaki Ninja H2 ရဲ့ဒါ Super Chart Engine လိုမျိုး Electrical Compressor ပေါင်လာတဲ့ model အစ်ကိုမိတ်ဆက်လာပါတယ်။ Honda V3 ဆိုတဲ့ဒါ Street Fighter Naked Bike ဆိုင်ရဖြစ်ပါတယ်။ ဟွန်ဒါကဒါ Street Fighter ပုံမှန်ချန်ပီယံတီးထုံနိုင်မယ်ဆိုင်ရယ်ဘူး2026ခုနှစ်အတွက်ထုတ်ပြန်လာပါတယ် V3 R 900ဒါ A compressor နာမည်နဲ့ Street Fighter ဆိုင်ရယ်ကြီးကိုထုတ်လုပ်လိုက်ပါတယ်အခုကာလနှစ်ပိုင်းခြားအတွင်းမှာဒါရေပန်းစားနေတဲ့ V4 engine မဟုတ်ဘဲနဲ့ Euro Standard တွေနဲ့ကိုက်ညီအောင်ဒါ launcher ထုတ်လုပ်မှုရောကြအောင်လင်းကြီးမျိုးမျိုးနဲ့စဉ်းစားပြီးတော့75 degree V3 engine နဲ့လောက်လာပါတယ်စလင်နာ၃ခုပါမယ်မြင်းကောင်ရအရုံးကန်အလေးကြီးအားတွေဟာရှယ်မိုက်ပါတယ် ရှယ်မိုက်တဲ့အပြင်ဒါတာဘိုလိုမျိုး electrical compressor ဆိုတာပါတက်ဆင်ပေးလာပါလေပုံမှန်ဆိုင်ငယ်အင်ဂျင်တွေမှာဒါ air box air filter ကနေပြီးတော့လေကိုဆုတ်ယူအင်ဂျင်ရဲ့ cylinder အပေါ်ကလွတ်နေတဲ့အခန်းကိုပြင်ပကဆုတ်ယူထားတဲ့လေပီအားပေးမှ လေနဲ့စီရောသွားပြီးတော့တိတ်သေးစားနဲ့ပောက်ကွဲမှဒါ cylinder တွေကအလုံးလုံးပါတယ် လေကိုဆုပ်ယူတဲ့နေရာမှာတိတိကျကျမရှိတာရယ်လေပါဆွဲလိုက်လို့ရှင်တော့ဒါချက်ချင်းအလုံးမလုံးပဲနဲ့လေဆုပ်ယူတဲ့အချိန်ကြာတာကြောင့်ချက်ချင်းမထွက်ဘူးဒါအထာနေတယ်ပေါ့ easy brain တွေမှာဒါအများဆုံးကြုံဘူးကြလိမ့်မယ်လို့ထင်ပါတယ်ဗီဒူရီယာမှာတော့ဒါ electrical compressor ဆိုတာပေါင်းဝင်လာပါတယ် lever ဆွဲလိုက်တာနဲ့ဒါ ECU ဆိုတဲ့ cycle အုံနောက်ကဒါဆွဲလိုက်တဲ့ lever ပေါ်မှတည်ပြီးတော့ electrical compressor ကိုအလုပ်လုပ်ခိုင်းပါတယ် စလင်နာအပေါ်ကလွတ်နေတဲ့အခန်းကိုဒါလေကိုတိတိကျကျနဲ့အမြန်ထိုးသွင်းပြီးပြီးတော့လေနဲ့ဆီရဲ့တိတ်သေးတာဒါတိတိကျကျနဲ့ပောက်ကွဲခိုင်းပါလေဆိုင်ငယ်ရတာပြီးတော့ဒါလီဘာဆွဲလို့ရှင်တော့ဒါလေကိုချက်ချင်းဝင်ရောက်ဒါစီနဲ့ရောပြီးတော့တိတ်သေးစာကောင်းကောင်းနဲ့ပောက်ကွဲတာကြောင့်အယုံဆွဲလင်ကြီးရတာဒါကြောက်ခမန်းလီလီကောင်းမှဖြစ်ပါတယ်ထွက်လာမဲ့ဒါလောင်စာတန်းငွေကလည်းပုံမှန်အင်ဂျင်တွေထက်ရော့ကြမှာဖြစ်ပြီးတော့ကိုရာ CC အင်ဂျင်ဖြစ်ပေမဲ့1900 CC Super Sport ဆိုင်ငယ်ရဲ့ performance တိုင်းရမယ်လေပြောတော့ပါတယ် အစမ်းမဲ့ထုတ်ပြသွားတဲ့ပုံစံဖြစ်တဲ့အတွက်အင်ဂျင်အချက်လက်တွေပြောသွားတာတော့ဒါမရှိသေးပါဘူး Honda က Street Fighter Naked Bike ဆိုင်ရဲ့အကြမ်းကြီးချပြလာတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီ Honda V3 ရဆိုင်ရဲ့ဘယ်လိုမြင်ပါလဲထုတ်ရောင်းလာခင်ဒါတီးထုတ်ပြမလားဆိုတော့ကိုမမပြောပြခဲ့ကြအောင်ခင်ဗျဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ